မြန်မာ National League ရဲ့ထိပ်တန်းသေးတစ်ပင်ဖြစ်တဲ့ Yangon United အသင်းဟာ MNL မှာချန်ပီယံမဖြစ်တာ၅နှစ်ဆက်ရှိနေပါပြီ။ဒီအချိန်လေးက Yangon လိုအသင်းအတွက်လက်ခံရခက်တဲ့အနေအထားဖြစ်ပြီး Yangon ပရိသတ်တွေကလည်းချန်ပီယံစုကိုပြန်လိုချင်နေကြပါတယ်။ဒီနှစ်မှာတော့မြန်မာ National League မှာ Yangon United အသင်းလွှမ်းမိုးထားမှုကိုခြေဖြတ်နိုင်မှုအတွက် Yangon အသင်းပြင်ဆင်မှုအကြီးကြီးမားမားပြုလုပ်နေပါတယ်။ Yangon အသင်းရဲ့ပြင်ဆင်မှုကချန်ပီယံပြန်ဖြစ်ဖို့အတွက်လုံလောက်မှုရှိရလား။ကျွန်တော်တို့က ကိုရန်ကုန်နေတဲ့ဘောလုံးတင်ရတယ်ကျွန်တော်တို့ဖလားမရတာလဲကာလကပြင်နေနေလေးပြင်းခွာနေတာကြာပြီပေါ့နော်ကျွန်တော်တို့ရဲ့အဓိကဒီဘက်ကတော့ကျွန်တော်အခုဒီရဒီမှာဆိုရင်ကျွန်တော်လက်ရှိမှာတော့ကြာသေးရတော့တိုင်ဝမ်နေရကစားမှာပေါ့နော်ကျွန်တော်တို့အခုဘူလီကပ်ပြေကျွန်တော်တို့အခုလက်ပြေးရပေါ့နော်အခုလောလောဆယ်အခုစတင်ရှင်းပြမယ်ကျွန်တော်လီကပ်ကိုအရေးဆုံးအားကိုထားခြင်းပေါ့နော်ကျွန်တော်တို့နှစ်တိုင်းနှစ်တိုင်းမှာကျွန်တော်တို့ရနေတဲ့ဒုတိယဆီကိုတော့ကျွန်တော်ဒီရဒီမှာတော့ကျွန်တော်ပြန်လဲခြေပခြေဖြတ်ခြင်းနေပေါ့နော်ဟုတ်ကဲ့ဟာရန်ကုန်နဲ့တသိန်းဟာတက်တလို့မှာရာသီသေးအတွက် ိုင်ငံသားကစားသမား၃ဦးကိုစာချုပ်ခေါ်ယူထားပါတယ်။နောက်ထပ်နိုင်ငံသားကစားသမားတွေထပ်ခေါ်ဦးမယ်လို့သတင်းထွက်နေပြီမယ်။ဒင်းဒီပြချုပ်ကတော့အတိမပြုပေးနိုင်ပါဘူး။မနေ့ကနိုင်ငံသားတွေခြေစွမ်းမပြနိုင်ခဲ့တဲ့ရန်ကုန်ယူနိုက်တက်အသင်းအတွက်ဒီနေ့ကစားသမားတွေရဲ့အခြေအနေကရောဘယ်လိုများရှိမလဲ။ကျွန်တော်ဒီနေ့ကစားသမားတွေကတော့ကျွန်တော်တို့ကအခုတို့ဟိုတည့်ရလို့လို့ဆက်တိုင်းပေါ့နော်။ဟိုကျွန်တော်တို့ဒီကစားသမားတွေကျွန်တော်ယူတီမှာကြည့်တယ်ကျွန်တော်တို့ agent တွေနဲ့စကားပြောတယ်ပေါ့နော်။ဟောတက်ပြီးတော့လောလောဆယ်ကျွန်တော်တို့ try ပေါ့နော်။ပြီးသွားရုပ်ဆိုကျွန်တော် try လုပ်တယ်။ try လုပ်ပြီးတော့မှကျွန်တော်တို့ဟို သူတို့ကျွန်တော်တမတ်တဲ့နေရာကျွန်တော်လိုချင်တဲ့ position ကိုကျွန်တော်ခေါ်လာတာပါဗျာဟုတ်အဲ့ဒီ training ဘိုင်းဆိုင်အောင်လည်းကြည့်လို့ရမှာပေါ့ကျွန်တော်တို့ကတော့ဒီ challenge ဘိုင်းနဲ့ပြန်ချင်းရတယ်ကစားသမားတော့အကောင်းတဲ့ဘက်မှာကြီးအကောင်းကြီးပဲလို့ပြောပေါ့အရင်က player player တွေနဲ့ night shift ပဲဆိုတော့ဟိုခြားနာအရင်က player တွေပေါ့နော်ကဲ quality player တွေကောခုအချိန်ကြီးရတော့ပြည့်တဲ့အတိုင်းအဲဒီ training scene နဲ့အချိန်ကိုကြီးလိုက်တဲ့အချိန်အောင်တော့ပြီးတော့ ် offend နေထားတော့မရှိဘူးလေမှာရန်ကုန်ယူနိုက်တက်ခေါ်ယူထားတဲ့နိုင်ငံသားသားကစားသမားတွေထဲမှာမနစ်ကတကုံပေါ့အတင်ကကင်မရွန်တိုက်စစ်မှုမဟုတ်ဘူးလေပါဝင်ပါတယ်မိုဘူကမနစ်ကလီမှာတွင်ကိုအများဆုံးတိုက်စစ်မှုတွေထဲကတခုပါရန်ကုန်တင်းမှာကစားဝင်ရတာကကောင်းတဲ့ခွင့်ရပါဒီတင်းမှာပွဲထောက်ခွင့်ရဖို့အတွက်မလွယ်ကူဘူးဆိုတာကျွန်တော်မျှော်လင့်ထားပြီးသားပါပြီးခဲ့တဲ့ရာသီကဂိုးတွေသွင်းခဲ့သလိုမျိုးရန်ကုန်မှာလည်းဆက်လုပ်နိုင်တယ်လို့မျှော်လင့်ပါတယ် ပရိသတ်တွေကိုလည်းလာရောက်အားပေးဖို့အတွက်ဖိတ်ခေါ်ပါရစေ။ရန်ကုန်အသင်းဟာမှတ်ပေးချန်ပီယံအပြင်အနည်းဆုံးရှင်ပြန်ရမယ်။ MNL League Cup မှာပါအနိုင်ဆုံးဘောလုံးဝတက်ဖို့ညီမှန်းထားပါတယ်။ရန်ကုန် United အသင်းရဲ့ချန်ပီယံမျိုးလင့်ချက်တွေဒီရသည်မှာဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါ။ကျွန်တော်က2023 2024ရာသီမှာလည်းကျွန်တော်မှတ်ပေးမှာကြောဒုတိယရခဲ့တယ်လေ။ပြီးခဲ့တဲ့2024 2025ရာသီမှာလည်းကျွန်တော်မှတ်ပေးမှာဒုတိယရခဲ့တယ်။အဲ့တော့ကျွန်တော်ရန်ကုန်ပေးတဲ့တွေကတော့ခုနကချန်ပီယံဖြစ်မှကျင်းနေမှာလေ။ကျွန်တော်တို့ကလည်း ဒီအသင်းမှာလုပ်နေတာကျွန်တော်အခုချိန်လေး champion ဖြစ်ဖို့ကျွန်တော်တောင်းပန်ပြည့်လို့အခက်စားရတယ်เนาะအခုဆနာအခုပြန်ပြောရလို့ဆိုတော့ဒီနှစ်မှာလည်းဒီနှစ်မှာကြောင်းလဲမှုတိုင်းလုပ်ထားတယ်ကျွန်တော်အခုလက်ရှိလက်တော်ပြိုင်ပွဲ league ကမှာတော့ကျွန်တော်ဟိုဆနာပြောတဲ့ဒုတိယထက်မနှဲတဲ့ဟိုမနှဲစရာဘူးကွာကျွန်တော်ဟိုဟိုလောင်မြင်မှုရအောင်တော့ကျွန်တော်ဟိုအကောင်းဆုံးစူးစမ်းပါမယ်လို့ပြည့်တယ်လို့ပြောကြပါတယ်ဟုတ်အာပြည့်တယ်ဆိုတော့အကောင်းဆုံး champion ချန်ပီယံဆိုတဲ့ပေါ့နော်ဒီအုပ်စုပွဲမှာဒီအုပ်စုဘုံနဲ့တက်တက်ပြီးတော့ပေါ့နော်တကယ်ဒါတော့ဆီမီဖိုင်နယ်ရောက်ရတက်လာမှုတော့သိချင်တော့ချန်ပီယံမို့လို့နော်ဂျူပေးချင်တယ်ဒါပေမဲ့ပွဲချင်ဖြစ်လာတဲ့ပုံမူတည်ပြီးတော့မှအမပြောလို့များဘောလုံးဆိုရဲဘာမှပြောလို့များယူချင်တာတော့ချန်ပီယံနဲ့ယူပေးချင်တယ်အဲ့အတွက်လည်းအကောင်းဆုံးစူးစမ်းရအောင်လို့ပြောချင်တယ်